မင်္ဂလာပါရှင်။ဘာမခိတဲ့သတင်းဌာနရဲ့နောက်ဆုံးရထိတ်တဲ့သတင်းများကိုစီးရင်ခံတင်ဆက်ပေးပါရမရှင်။ယခုကပြမဆုံးသတင်းအနေနဲ့စကိုင်းတွင်စာတင်ကြောင်းကိုစစ်တပ်လေးကြောင်းတိုက်ခိုက်တဲ့ပြင်ကလေးများတိုက်ဆုံမှုအပေါ်ကုလအတွင်ရမှုချုပ်ကဆိုရင်မီအကြမ်းဖက်မှုကိုရှုတ်ချဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။စကိုင်းတိုင်းတွင်စာတင်ကြောင်းကိုစစ်တပ်ကလေးကြောင်းတိုက်ခိုက်တဲ့ပြင်ကလေးများတိုက်ဆုံမှုပေါ်ကုလသမဂ္ဂအတွင်ရမှုချုပ်အန်တိုနီဂူတာရက်ကဆိုရင်ကြောင်းထုတ်ပေါ်ပြောဆိုလိုက်ပြီးအကြမ်းဖက်မှုကိုရှုတ်ချကြောင်းကုလသမဂ္ဂကတရားဝင် င်သတင်းထုတ်ပြန်နေမီလာ၁၂ရက်နေ့စကိုင်းတိုင်းဒီပင်းမြို့နယ်ရှိစာသင်ကျောင်းကိုစစ်ကောင်စီတပ်ကလေးရင်မြက်ပုံကျဲချခဲ့ပြီးကျောင်းသူကျောင်းသားကလေးငယ်၂၂ဦးနဲ့ဆရာမ၂ဦးစုစုပေါင်းလူ၂၄ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ ငလင်လုံခတ်မှုခံခဲ့ရတဲ့စကိုင်းတိုင်းဒေသကြီးအတွင်းကစတင်ကြောင်းတစ်ခုကိုမြန်မာစစ်တပ်ကလေးကြောင်းတိုက်ခိုက်မှုတွေအပေါ်အထွေထွေအတွင်းရေးမှုချုပ်ကစိုးရိမ်မိကြောင်းနဲ့အခုလိုလေးကြောင်းတိုက်ခိုက်မှုကြောင်းကလေးငယ်တွေတိုက်ဆုံတရရကြရတယ်လို့သိရပါတယ်။မြင်းငလင်ကြောင်းကဲစိအီးလုံငန်းအစဉ်ပြေချုံးဝေစီဖို့မြန်မာစစ်တပ်ကပြစ်ခတ်ရစေးရေးကိုမေလ31ရက်နေ့တက်တန်းတိုးထားတယ်လို့ကြေညာပေးမယ်လေဒီဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။လက်နက်ကိုင်ပဏိပခဖြစ်နေချိန်မှာစတင်ကြောင်းတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီးဘုံမကျဲပဲကလေးများကိုစတင်မှုစတင်ကြောင်း င်းတွေကလုံခြုံမှုရှိရပါတယ်။အထွေထွေတွင်ရမှုချုပ်ကအကြမ်းဖက်မှုပုံစံအလုံးကိုရှုတ်ချပြီးအပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥရိယအယက်သားတွေကိုအကာအကွယ်ရေးအတင်းကစံတန်မှုဖြစ်တယ်ဆိုတာကိုထပ်မံတည်ပြသွားပါတယ်ဟုကုလသမဂ္ဂအထွေထွေတွင်ရမှုချုပ်ပြောခွင့်ရပုဂ္ဂိုလ်ကမေလ12ရက်နေ့တွင်ထုတ်ပြန်ပြောဆိုခဲ့သည် ကုလသမဂ္ဂဆိုင်ရာမြန်မာအမြေရန်ကိုယ်စားလှယ်တပ်မတ်ကြီးဦးကျော်မိုးထွန်းကလည်းဒီပိန်မြို့နယ်ရှိစာတင်ကျောင်းကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးငယ်များနဲ့ဆရာမများတေဆုံးခဲ့မှုအပေါ်သက်သေအထောက်အထားတပ်ဖွဲ့များနဲ့တကွာကုလသမဂ္ဂအထွေထွေအတွင်ရေးမှုချုပ်ထံသို့တင်ပြလိုက်ပြီးကုလသမဂ္ဂဆိုင်ရာအစည်းအဝေးများတွင်လည်းတရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်ဆက်လက်ပြီးအင်းအောင်နေညောင်ရွှေရှိကြီးရစာတင်ကျောင်းနဲ့ဘုံကြီးကျောင်းကိုစစ်တပ်ကလေရင်လက်နက်ကြီးများဖြင့်တိုက်ခတ်မှုပြည်သူနှုတ်အသေးဆုံးဆိုသည့်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းအင်းတော်မြို့နယ်ဟန်းနရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်တပ်ကလေးရင်ဖြင့်ပုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူလူထုသေဆုံးခဲ့ကြောင်းအင်းတော် Revolution အင်အားအဖွဲ့ကပြောဆိုသည်မေလ12ရက်နေ့မွန်လင်း12နာရီခန့်တွင်အင်းတော်မြို့နယ်ဟန်းနရွာစာတင်ကျောင်းကို ဂျမ်ဘန်စစ်တပ်၏တရဲဦးမှတက်လာသောဂျက်ဖိုက်တာ20ဖြင့်ပုံသုံးလုံးခြေချပြီးရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်ဂျမ်ဘန်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာစာတင်ကျောင်းနှင့်နေအိမ်များထိမှန်ပျက်စီးခဲ့ပြီးပြည်သူအမျိုးသားနှင့်ဦးသေးဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်နေအိမ်အဆောက်အအုံများလည်းထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည် အလားတူရှမ်းပြည်နယ်ညောင်ရွှေမြို့နယ်ရှိတောင်မိုကွဲရွာနယ်ဟိုပန်နောက်ရွာကိုဂျမ်ဘတ်စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ဖုန်ကြီးကျောင်းနှင့်နေအိမ်များပျက်စီးခဲ့ကြောင်းအင်းလီဒေတာလူအခွင့်ရေးအဖွဲ့ကပြောဆိုသည် မေလ12ရက်နေ့ည10:59မိနစ်ခန့်တွင်ညောင်ရွှေမြို့နယ်အင်းလီဒေသတောင်မိုခွေကျေးရွာကိုဖဲခုံနှင့်တပ်ဆွဲထားသောစံပတ်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများဖြင့်၃ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုအတွင်တောင်မိုခွေရွာဖုန်ကြီးကျောင်းသို့လက်နက်ကြီးတလုံးကျရောက်ပောက်ခွဲခဲ့ပြီးဖုန်ကြီးကျောင်းထိမှန်ပျက်စီးခဲ့ရပြီးတောင်မိုခွေရွာပြင်၌တလုံးကျရောက်ပောက်ခွဲခဲ့ကပြည်သူများထိခိုက်မှုမရှိကြောင်းသိရသည်ထို့ပြင်ရှင်းနေတွင်စံပတ်စစ်ကောင်စီတပ်သားများကဟိုဘန်နောက်ရွာကိုလည်းလက်နက်ကြီးတလုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ ဲ့ပြီးပြည်သူများထိခိုက်မှုမရှိတော့လေနေအိမ်တစ်လုံးထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့မြိုင်မြို့နယ်ကန်နီပြူစောတိရွာမှရိခာရှမ်းရန်ထွက်လာသောစစ်ကောင်စီတပ်သားများကိုစောင့်ကြိုတိုက်ခိုက်မှုစစ်တပ်ဘက်မှတအုပ်သေးဆုံးဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။မကွေးတိုင်းမြိုင်မြို့နယ်ကန်နီပြူစောတိရွာမှရိခာရှမ်းရန်ထွက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစောင့်ကြိုတိုက်ခိုက်ရာစစ်တပ်ဘက်မှတအုပ်သေးဆုံးခဲ့ကြောင်းဖစ်တာပြောက်ကြားတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူကိုဗစ်တာကရန်ကုန်ခေတ္တသတင်းဌာနတန်သူပြောဆိုသည် ရှနေမေလ14ရက်နေ့နနက်9:55မိနစ်ခန့်တွင်ကန်နီပြူစောထီရွာရှေဘက်ကိုဂျေးရွာအတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်အင်အား30ခန်းဖြင့်ရိခါရှာဖွေရန်ထွက်လာစဉ်တော်လရင်တပ်ဖွဲ့များကဂျားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်သားတို့သေဆုံးပြီးတအူးပြင်းထန်ဒဏ်ရာရရှိကအကြမ်းဖက်စစ်တပ်ဘက်မှလည်း60မမ40မမလက်နက်ကြီးများဖြင့်ပြန်လည်ရန်တမ်းပစ်ခတ်ခဲ့ခြင်းကြောင့်တော်လရင်တပ်ဖွဲ့ဝင်များအထူးကိမရှိပြန်လည်ဆုတ်ခွာခဲ့ ကြောင်းသိရှိရသည်။ကန်နီပြူရွာကစစ်ခွေးနဲ့ပြူရီအင်အား30လောက်နဲ့ရိခါရှာထွက်တယ်လို့သိရလို့ကျွန်တော်တို့စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။တိုက်ပွဲအတွင်းမှာတော့မျက်မြင်စစ်ခွေးတွေဘက်ကတကောင်သေးတယ်။တကောင်ကတော့ပြင်ထန်တရားရတယ်။ကျွန်တော်တို့ပြောချင်တာကကန်နီရွာကလက်နက်ကိုင်းတွေရောပြည်သူတွေကအမြန်ဆုံးလက်နက်ချအလင်းဝင်ဖို့နဲ့အနီးနားရွာတွေကပြည်သူတွေစည်ရေးတရီရှိကြဖို့ပြောချင်ပါတယ်ဟုဗစ်တာပြောက်ကြားတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူကိုဗစ်တာကပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကိုဖစ်တာပျောက်ကြားတပ်ဖွဲ့နှင့်ပခိုးကူခရိုင်အမှန်နှင့်တရင်တပ်ခွဲနှင့်အညာမြေပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်နေကြောင်းသိရှိရသည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကြောင်းရကတော့စစ်အုပ်စုမှလေတပ်ကိုတုံ့ရရုပ်ပြက်ဆင်းပြက်ခုခံနေရပုံဆိုတဲ့သတင်းဆောင်မှာပဲဖြစ်ပါရရှင်အဆိုပါကောင်းစဉ်ဖြင့်စစ်တပ်မှဘက်ပြောင်းခုလုံလာသူတို့မှ AR အင်္ဂလိပ်ပိုင်းမှရေးသားတင်ပြခဲ့ပုံကိုပြန်လည်ကောက်နှုတ်တင်ပြသွားပါမယ် တချိန်က Standard Army ကြီးကိုဂုံပေါ်အမွန်တင်ခဲ့သောစစ်အုပ်စုသည်ရခိုကတူမီတနက်များနဲ့စတင်တွန်းလှန်လာခဲ့သောပြည်သူ့ကော်ရီတပ်ဖွဲ့ကိုနိုင်ငံပန်နာများတလဟောထုတ်သုံးကလေတပ်အင်အား၃ရေခုခံကာဝေးနေရသည့်အဖြစ်ရောက်လာနေပြီဖြစ်သည်၎င်းတို့အသက်ဆက်နိုင်ရေးအတွက်မရှိမရှိမဲ့တိုင်းပြည်ဗန္နာများတုံဆွဲပြီးလူလူကိုနှိမ့်စင်လိုတက်ဖြတ်နေကြသည်ကိုလေလူလူဖို့လက်ပိုက်ကြည့်နေုံမှလွေပါမမတန်နိုင်ငယ် လူလူတော်လိုင်းအစောပိုင်းကာလများတွင်မြန်အောင်လိုင်းသည်၎င်းတပ်များကိုအထင်တကြီးဖြင့်ကြီးတက်အင်အားဖြင့်ချိန်မုံနိုင်မည်ဟုကြုံကြည်ခဲ့ပြီးလေကြောင်းပစ်ကူကိုခွင့်မပြုဘဲတင်ခံနေခဲ့သည်ထို့အနေအထားကိုမင်းတပ်တိုက်ပွဲတွင်စတင်တည်တာလာခဲ့သည်စစ်ရင်တန်းအားချုံကိုတိုက်ခိုက်ခံရစဉ်အတွင်းစစ်ကောင်စီတပ်များအချိန်မလားဖြစ်လာ၍လေကြောင်းမှပစ်ကူဝေးရန်တောင်းဆိုခဲ့တော်လေခွင့်မပြု၍ဖျော်ပြဲနှင့်စုတ်ခွာထွက်ပြေးသွားကြရသည် အခြားနေရာများတွင်ထို့သို့တက်များတပြေးတည်းပြင်းနေရသည့်အဖြစ်ကိုကြုံလာရသည့်အခါမှမင်းအောင်လိုင်းသည်တိုက်လေရင်များတုံရန်စဉ်းစားလာခဲ့သည်လေးချောင်းပစ်ကူသည်ရေဘော့အခြေအနေများဖြစ်သည့်စစ်စခန်းများကုကဲရေးစခန်းများနှင့်စစ်ရင်တန်းများခြုံကိုတိုက်ခတ်ခံရမှုများကိုကာဝေးရန်သာခွင့်ပြုထားခြင်းဖြစ်သည်ထို့သောခွင့်ပြုချက်ရဖို့အထက်အဆင့်ဆင့်ကိုခွင့်ပြုမိတ်တောင်းခံခဲ့ရသည် သက်ဆိုင်ရာစစ်တိုင်းမှုများကစစ်ဦးစီးချုပ်ကြီးထံတင်ပြရပြီး၎င်းမှတဆင်မင်းအောင်လိုင်ထံထမှန်တင်ပြရသည်မင်းအောင်လိုင်ခွင့်ပြုချက်ရမှာသာစစ်ဦးစီးချုပ်ကြီးသည်ကာဝေးဦးစီးချုပ်လေးထံတောင်းဆိုရသည်အစောပိုင်းကာလများကမင်းအောင်လိုင်ခွင့်ပြုချက်မရပဲလေးချောင်းမှတိုက်ခိုက်နိုင်ငယ်ခြင်းမရှိခဲ့။တယူပိုးဆောင်ရဲ့အတွက်ရဟန်းရင်များသုံးနိုင်မှုလည်းအလားတူပင်ဖြစ်သည်မင်းအောင်လိုင်အစည်းအဝေးခန်းထဲရောက်နေစဉ်ထီးတင်ရေရာချေနေစဉ်များအတွင်စောင့်နေကြရ၍နှောင့်နေကုန်သည် မင်းအောင်လိုင်းနေဘာသာရေးအခမ်းအနားတစ်ခုတက်ရောက်နေစဉ်နဲ့ဂျုံလင်း၎င်းဖို့ကုသိုလ်လုံးနေကိုင်းတက်ရဖြန့်ရမြဲအမိန်မျိုးမပေးခြင်း၍နှုတ်ပိတ်နေတဲ့ပြန်နေတခါကဆိုဝင်နေစစ်မြေပြင်အစီရင်ခံစာကိုလက်ကကန်၍လေးချောင်းပြစ်ကိုပေးရန်မင်းအောင်လိုင်းတန်းကိုရင်ကိုကြတွားရောက်တောင်းခံခြင်းတွင် မင်းအောင်လိုင်းနေဖျောင်းတိမ်သမုတ်ဒီအခိုင်နဲ့ဂျုံနေ၍ထုံးစံအတိုင်းနှုတ်ဆိန်တွေစစ်စခန်းလက်လွတ်ခဲ့ရသည်စိုးဝင်းတော်သဘုံထားနေသည်ကိုကြားရသည့်အခါလေးချောင်းပြစ်ကိုအတွက်စိုးဝင်းကိုယ်တိုင်တာဝန်ယူလွှဲပြောင်းပေးခဲ့ရသည်နောက်ဆုံးနေတော့အချိန်ရည်အတွက်များလာ၍စိုးဝင်းမသည် တိုင်းမှုမြောက်ခွင့်ပြုပေးရသည့်အစဉ်ထိဖြစ်လာခဲ့တော့သည်တိုင်းမမြောက်ခွင့်မြုပ်ချက်ပေးနိုင်အောင်စတိုင်းဌာနချုပ်များအတွက်တွဲပေးထားသောလေးတပ်တူပုံမှုအစဉ်ရှိသူကကင်ွယ်စီဆက်ပေးရသည် မင်းအောင်လိုင်းအဖိုးကအပြင်းရဲ့ပြစ်မှတ်များကိုတိုက်ခိုက်ခံရတိုင်းတိုင်းမှုများကိုလွှဲချ၍ရနေသည်။ရခိုကအခြေအနေများပိုဆိုးလာ၍ခြေမြန်တမဌာနချုပ်မှတမမှုအစင်ပင်ဓာတ်ရိုက်တောင်းဆိုပိုင်ဝင်ရလာသည်။မဟာပြူဝါမြောင်းစည်ရေးစီမံချက်များနှင့်ဆက်စည်ရေးများဆင်းနွှဲလာသည့်အခါများတွင်မူဒုတိယကော်ရီဦးစီးချုပ်လေတက်စစ်ဦးစီးချုပ်နှင့်ကြီးရည်လေးဆက်စည်ရေးကုကဲရေးအရာရှိကြီးများပါဝင်သောပူရဲဆက်စည်ရေးကုကဲမှုရှုံးမသာတောင်းခံခွင့်ရှိနေသည် လေကြောင်းမတိုက်ခိုက်မှုများအတွက် YAK1 တက်တဲ့ KA နဲ့ FTC 2000G တို့ကိုတုံးပြီးစစ်စင်ရေးများအတွက် GS70, MiG29, F7 တို့ကိုအသုံးပြုလေရှိသည်ထိုလေရင်များမလုံမလောက်ဖြစ်လာ၏ Y12 တဲ့ယူပို့ဆောင်ရေးလေရင်ကိုတိုက်ခိုက်ရေးဘက်တွင်၃ရန်ပြင်ဆင်မောမန်ခဲ့ကြသည်ထိုလေရင်များဖြင့်ဘုံများကိုစစ်သားများကလက်ဖြင့်ကန်၍ပစ်ချကြရသည် အလားတူပင်ပါရမော်တာခေါ်စစ်တပ်လေတွေများဖြင့်လိုက်ပါပြီးဘုံများပစ်ချကြပြန်သည် အတေကလေတဲ့အခြေဆိုင်စခန်းများတွင်မကွေတရအူနေပြီးတော့တောင်ကုန်းနှင့်မော်ဘီတို့တွင်ရှိပြီးမိထီလာရှန်တဲတွင်လေတက်တင်နှံချောင်းရှိသည်အကြမ်းဖက်စစ်တပ်မှအုံပြသောပုံများသည်ပြည်တွင်းမှထုတ်လုပ်ခြင်းဖြစ်သည်ဘုံအသေးစားများကိုဆင်တဲရှိကပစာ၃အကြီးများကိုဆင်ဖြူမျိုးမှမိုင်၃၀ကွာရှိကပစာ၂၁တွင်ထုတ်လုပ်သည် ထိုဒေသများသည်ယခုအချိန်တွင်စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိနေဆဲဖြစ်၍ပုံမှန်ပို့ဆောင်ဖြန့်ဖြူးနိုင်ဆဲပင်ဖြစ်သည့်စစ်တပ်သည်ထိုဘုံများဖြင့်ကြောက်ဖြူပမော်နှင့်တောင်ခမ်းတိုက်ပွဲများအတွက်အဓိကထားအသုံးပြုနေကြသည် ထို့ပြင်စကိုင်းတိုင်းဒေသကြီးအတွင်ရှိလူလူအားကြီးလန့်စာစားဖြစ်အောင်အရက်ဘက်ပြစ်မှတ်များကိုလည်းတမင်တကာရည်ရွယ်ပြစ်ခတ်နိုင်ရန်အတွက်လည်းအသုံးပြုနေကြသည်အထူးသဖြင့်အင်းတော်ကိုလက်လွတ်ခဲ့ရပြီးနောက်ပို၍တိုက်ခိုက်လာခဲ့သည်ရခိုကထိုတိုက်ခိုက်မှုအလုံးအတွက်စိုးဝင်းဦးဆောင်သောပူရဲစစ်စင်မှုကုကေရီဌာနချုပ်မှမဟာပြူဟာမြောက်စစ်စင်ရေးဆိုကကြီးကြပ်နေခြင်းဖြစ်သည်